ယုံကြည်လော့အိုးလူငယ်တို့နားထောင်ကြလော့တက်ကြီးစကားတက်ငယ်ကြဝါးပင်တစ်မျိုးရှိသည် ထိုဝါးသည် အလွန်ထူးခြားသောဝါးတစ်မျိုးဖြစ်သည်ဝါးမျိုးမြေဖုံထိုဝါးကိုစိုက်ပျိုးထားချိန်မှာငါးနှစ်ကြာသည်ငါးနှစ်လုံးလုံးထိုဝါးမျိုးသည်မြေပြင်ပေါ်ထက် အတက်မထွက်မြေတွင်းမှနေနေပင်မမြင်ရေလောင်းပေါင်းတင်နေရသည်တို့ပင်တော်ညာလေသမားသည် ထိုဝါမျိုးမှရှားပါလှစွာတံပိုးဖြာသောဝါယတနာဖြစ်နေသဖြင့်နေတိုင်းရေလောင်းပေါင်းနှုတ်ညက်တင် ပြုပြင်ဆောင်ရှောင်နေခဲ့သည်မြေပေါ်မတက်ညှောက်မထွက်သည့်ဝါပင်မျိုးရှားယတနာအားမျောလင့်ချက်ဖြင့်သူဆောင်သည် 9နှစ်လွန်မြောက်နောက်ရက်မှသည်6ရက်အတွင်းမြေပြင်ထက်ကိုဝါးဆိုကလေးတီတီလေးပေါ်ယုံထွက်လာခဲ့သည်တပတ်အတွင်းထိုဝါးပင်ပေါက်အဆို့ညောင်သည် မြင်းလျက်မြင့်ကမြင့်တက်လာသည်မှာပေ80တိုင်မနာမနေဖြစ်တည်လေပြီထိုဝါးကိုကြည့်တတိရှိလော့9နှစ်ပင်ပေါက်ဝါးပင်ထုံးကိုနှလုံးမူသော စိတ်ရှည်တီးခံခြင်းဆိုသည်မှာ စောက်ဆိုင်ချင်းတတ်တတ်များမဟုတ်ငါဆိုင်လိုက်တော့အပင်သည်ဖြစ်ကိုပြစ်လာရလိမ့်မည်ဆိုသောယုံကြည်ချက်နှင့်လဲတတ်ဆိုင်သည် ကိုအလှက်ကိုအချိန်ကိုနေသည်တနေ့တွင် ရောက်ကိုရောက်လာရပေလိမ့်မည် တင်းစိတ်ကို တင့်အိမ်မက်တွေကိုယုံကြည်စွာဖြင့်ရေဆက်လောင်းနေရန်သာလိုသည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီ podcast ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်းအေးရ podcast ကို ACE Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။